အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုမှာတော့ Apple ID မလျှောက်တတ်တဲ့လူတွေအတွက်ကျွန်တော်က tutorial နဲ့လာလျှောက်ပြမှာပဲဖြစ်ပါတယ်ဟုတ်တော့ကိုယ့်ရဲ့နာမည်ထပ်ပါအရှေ့နာမည်ရှိမယ်အနောက်နာမည်ရှိမယ်ပေါ့နော်ရေစုထပ်ပြပြဆိုရင်ကိုယ့်ရဲ့မွေးနေ့လာထပ်ပါမယ်ပြင် continue နေပါပြီးရင်ဒီမှာ don't have an email address လို့နေပါ ပြီးရင် guest and icloud email address ကိုနေပါ ကိုယ့်ရဲ့နာမည်နဲ့ဒီမှာအာအသေးစာလုံးတွေထည့်ပါမယ်ပြီးနောက်ဆုံးမှာကိုတိုက်တဲ့အာကနန်းသုံးလုံးထည့်ပါဒီလိုကနန်းထည့်တာဆိုတာလည်းသူများတွေနဲ့အာတော့မတူအောင်ထပ်ပေးရခြင်းပဲဖြစ်ပါတယ်ပြီးပြီဆိုရင် continue ကိုနေပါ โอเคมาคืออีเมลแอดจัดโดนได้ป่ะมาปัสสาวะอ่าพันธุ์ดีขึ้นมามั้ยที่ปัสสาวะก็เยอะจริงป่ะแท้ๆเฉยมาแล้วกล้วยนามเนี่ยปัสสาวะลงๆไม่อยากปุ๊เนาะอุปมาปะป่ะมั้ยดีโลป่ะกล้วยนามเนี่ยกูปัสสาวะเปลี่ยนลงมาส่วนไม่อยากป่ะปุ๊เนาะนามเนี่ยกล้วยอ๋อแท้มาป่ะเนาะดีโลพี่อ่ะป่ะมั้ยรอบตะคู่ที่มาตะติชามาก็รออမှတူပြောထားတာပေါ့နော်အ ਨੇ ဆုံးစာလုံးရင်ရှင်းလုံးပါဝင်ရမှာဖြစ်ပြီးကနန်းတွေလည်းပါဝင်ရပါမယ် ပြင် continue နေပါ။အော်ကိုလက်ရှိခြင်ထားတဲ့ဖုန်းနံပါတ်ကိုထပ်ပေးပါ။ပြင် continue နေပါ။အဲသူတို့ edit ဖုန်းနံပါတ်နဲ့ကိုပို့လာပါမယ်။ကိုခဏစောင့်ပါ။သူတို့ပို့လာပြီးတဲ့ကိုချောင်းလုံးထပ်ပါမယ်။ပြင် continue နေပါ။ okay ဒီမှာပြပါရင်ပြင် agree နေပါဒီမှာပါအောင်မြင်စွာ ရှောက်ပြပါပြီโอเคလာကြည့်ပါမယ်နာမည်ခုနငါကိုဖောက်ခဲ့တဲ့နာမည်ပေါ့နော်ပြီးရင် App Store ထဲကိုတွားမယ် App Store App Store ထဲတွားပြီးတော့ကိုအဲရချင်တဲ့ App ကို download ဆွဲလို့ရပါပြီเนาะ